ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်ပြိုင်ပွဲဝင်နှစ်ဦးစလုံးကလည်းစင်မြတ်တက်ကိုရောက်ရှိနေပါပြီဒီနှစ်ဦးလုံးရဲ့ရှင်ပြိုင်မှုကလည်းတကယ်ကိုရင်သက်ရှုမောဝဲကောင်းလာပါတယ်မချခင်အချိန်မှာတော့ကျွန်တော်တို့က reset ကိုကြီးညာပေးသွားတော့မှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ Mickey Vox နဲ့ Age ကဘယ်ပြိုင်ပွဲဝင်ကနောက်တစ်ဆင့် semi final ကိုတက်လှမ်းသွားမှာလဲ ဒီပြိုင်ပွဲဝင်တော့ကျွန်တော်တို့နောက်တစ် round 10မိနစ်စာထပ်မံရှင်ပြန်ရမှာလဲဆိုတာအကြခင်ချိန်တွင်းမှာကျွန်တော်တို့သိရတော့ပါမယ်ခင်ဗျာ။ Okay ပါထိုင်နေရနေပြီးတော့အခု comments လေးတွေလေးပေးပါဦးခင်ဗျာ။ဟောအခုကျွန်တော်ပြိုင်ပွဲဝင်လာဥစ္စာမှာကျွန်တော်တို့ VPN 100 194 195ပေါ့နော်။ LOD 194 195အဲ195အနေနဲ့ကျွန်တော်100အထိပြန်သွားလို့ရတယ်ပေါ့နော်။ပြောရမယ်ဆိုရင်ဒီ music ဒီ တန်ပုံတစ်ခုစလုံးကကျွန်တော်ကြိုက်တဲ့ဥစ္စာပေါ့နော်အဲဒါပေမဲ့ကျွန်တော်ကိုယ်တိုင်လည်းစပင်းလှဲလိုက်တော့နှစ်ယောက်စလုံးကျွန်တော်ကြိုက်တဲ့လူနှစ်ယောက်ပဲကြာလာပေါ့နော်ကြာလာတဲ့အချိန်မှာကျွန်တော်ကမျောလင့်ထားတာပေါ့နော်ပို့ပြီးတော့မျောလင့်ထားတဲ့ဆိုတာအာတက်လိုက်ဆင်းလိုက်ပြီးဖွင့်ကြမှာပေါ့နော်ဖွင့်ကြပြီးတော့ဒါပေမဲ့အခုကနှစ်ယောက်စလုံးဖွင့်သွားဥစ္စာမှာဒီလိုတပေးတဲ့သွားဟုတ်လားဒီလိုဒီလိုသွားပြီးရင်ဒီလိုတက်သွားပြီးပြောင်းမလားပြောင်းမစင်းလားတော့ပေါ့နော်ကျွန်တော်ကဖြစ်စေချင်တာဟာတည်းရမလားဟိုအเจ้าနဲ့သွားပြင်နေကြကျွန်တော် အပူပို့ပြီးတော့ဒီထက်ပို့ပြီးတော့ကစားဝါးစေချင်တာပေါ့။ဘာဖြစ်တော့ကျွန်တော်က reverse ပေးထားဟိုဘက်ဒီဘက်ပြန်သွားလို့ရတယ်။အရှိမကြတော့128ရက်နဲ့155ဒီတက်တက်တော့တစ်ခုလည်းပဲသွားလို့ရမယ်။သူဒီပြန်လာလို့ပြန်ဆင်းလို့မရတဲ့မျိုးဥစ္စာပေါ့နော်။155က184တမားစုလေ။အဲ့ဒီတိုင်းမှာသူတို့ကပြန်ပြီးတော့ဆင်းလို့မရတဲ့ဥစ္စာပေါ့။သူတို့ဆိုရင်တော့ပို့ပြီးတော့ဟိုဘောင်းကကျင်းနေသေးတယ်ပေါ့နော်။ဒါပေမဲ့အခုဒီတိုင်မဲဝင် ကျွန်တော်ဒီကိုနှစ်ယောက်ဖြစ်တယ် Mickey Mouse ကောကို Age ကောပေါ့နော်နှစ်ယောက်လုံးကပို့ပြီးတော့လှုပ်လို့ရတဲ့ဥစ္စာလေးပေါ့နော်ကျွန်တော်မျှော်လင့်တာပို့ပြီးတော့မျှော်လင့်တာပေါ့အဲ့ဒီအချိန်မှာဘာပဲပြောရသလောက်တော့လှုပ်သွားခဲ့ပေါ့နော် Mickey Mouse ဆိုလည်းဒီနေ့ဆိုရင်သူမလှုပ်ဘူးတဲ့ body trick ဒီ trip တွေနဲ့နောက်ပြီး beach jackling တွေအကုန်သူပြန်ပြီးတော့သုံးပြသွားတယ်ကိုကြီးဆိုလည်း performance တွေရဲ့ထုတ်သုံးသွားတယ်ပေါ့နော်နောက်နှစ်ယောက်လုံးကလည်း music frame စီရအကျင်ကလည်းပုံစံလေးကခက်ဆင်ဆင်ပါပဲဒီဟိုတယောက်ကတော့ဟို ဟိုဟာ100ကိုတောက်လျှောက်15မိနစ်လောက်ဖွင့်သွားပြီးတော့မှကျွန်တော်5မိနစ်လောက်နေမှအဲ DMB ပြောင်းသွားတယ်ပေါ့နော်။ကိုကြီးကတော့7မိနစ်လောက်နေတဲ့ခါကျမှ DMB တစ်ခါကြီး change သွားတယ်ပေါ့နော်။အဲ့လိုမျိုးပြောင်းသွားတယ်။ဒါပေမဲ့ဒီနေ့ဆိုလို့အားကျုံမှန်တဲ့ဒီပြင်ဆင်လာပေးတဲ့အတွက်လည်းအားကြီးကျေးဇူးတင်ပါတယ်။အတီးကြရတော့မပြောတော့ဘူးပေါ့နော်။ဟိုနေအောင်လုံးလဲဒါအကောင်းဆုံးချော်ပြီးသွားရဆိုတာအားလုံးအတွေ့ပါပေါ့နော်။အဲတကူပဲဒီနေအောင်စလုံးဒါကျွန်တော်ကိုယ်တိုင်ဟာပဲဖြစ်ဖြစ်ပေါ့နော်ဒီ jersey ကိုယ်တိုင်ဟာပဲဖြစ်ဖြစ်ကျန်တဲ့လူအားလုံးက အများကြီးမျော်မှန်းလာအများကြီးမျော်မှန်းလာဆိုတာဟိုတကယ်ပြောတာဟိုအကောင်းဆုံးနှစ်ယောက်ဖြစ်နေလို့ဒီတွဲတွေအတွဲအတွဲသုံးတွဲထဲမှာလည်းဒီအတွဲကအကောင်းဆုံးဒီမှာဟိုရှင်ပြိုင်ရမယ်တကယ်သက်ဆောင်အထက်ဆုံးနှစ်ယောက်ပေါ့နော်ဒါပေမဲ့အဲ့ထက်လေးလည်းပုံပြောမြင်ခြင်းတယ်မြင်နေဆိုတော့ကျွန်တော်တို့ကအားမရတာကလောဘကြီးတာတဲ့မလားကျွန်တော်တို့တော့အမှန်တိုင်းမျိုးရင်ဒီလောက်ဒီမပြင်းစင်နိုင်ဘူးမလုံးနိုင်ဘူးဒါဒါဒီညီကိုတွေပဲဒါပေမဲ့ဝန်ခံတယ်အဲဒီလောက်ဒီဟိုလုံပြတာတော့လေတကယ် appreciate ပါဒီချက်လည်းပို့ပြီးတော့လုံပြစေခြင်းသေးတယ်ပေါ့နော်အဲအဲ့တော့ ဟိုနည်းနည်းလေးလိုအပ်ချက်လေးတစ်ခုစီပဲပြောပါတော့မယ်ကောင်းတဲ့အချက်တွေအရင်များနေအတွက်အရင်ချီးကျူးပါတယ်နော်လိုအပ်ချက်ကတော့ဘယ်လိုခေါ်မလဲอืมအဲ့ဆိုရင်ဟိုဆိုပါလို့တနောက်ဒီဟို scale တွေအများကြီးပြသွားတယ်ဒါပေမဲ့အဲ့လိုတရာကိုတစ်ဖက်တရာ90တိတစ်ဖက်ဖြစ်သွားတယ်ခုန comment မှာလည်းပြောပါအဲ့နေရာလေးကိုကောက်ပြောင်းပြီးတော့ဟိုလိုမယ် flow တစ်ခုတည်းပဲတော့เนาะတရားလေးဖွင့်နေတဲ့တရား84လေးရောက်သွားဆိုတော့ setting down လေးတစ်ခုလေးဖြစ်စေချင်တာပါဒါလေးပါပဲလိုအပ်ချက်ဆိုလို့ အဲနောက်ပြီးတော့ mickey box mickey box ဆိုလဲ scale အများကြီးပြတယ်ပြတယ်ပြနိုင်တဲ့ဒူတရားပေါ့နော်ဒီနေ့ဆိုရင်ရှေ့ပိုင်းမှာတခါမှမလုပ်ဘူးခဲ့ cross fit တာတော့ amazing နဲ့လုပ်ပြသွားတာမျိုးတွေပေါ့နော်ဒါတွေဆိုဒီနေ့အတွက်အသက်ဆန်းနေပါတယ်ပေါ့နော်အဲအဲ့လိုလူကဒီလောက်ပြနိုင်တဲ့လူကဘာဖြစ်လဲဆိုတော့ဒီကြားထဲမှာ channel 2နဲ့3နဲ့နှစ်ပုံထဲဟိုပဲအချိန်လေးအကြာကြီးဖွင့်ရပါတယ်ဖွင့်တော့ဘာဖြစ်လဲဆိုတော့အဲ့ဖွင့်တဲ့အချိန်မှာ scale မပြနိုင်တော့ကိုယ်တို့အမှတ်တွေညှော်နေတာပေါ့ဒါလေးပါပဲနော်နှစ်ယောက်လုံးအကောင်းဆုံးကြိုးစားပေးရပါတယ်အဲဒီနှစ်ယောက်တည်းက ်စီမီဖိုင်နယ်ကိုဘသူတက်ကောင်းလဲဆိုရယ် reserve ကိုတော့ကန်ဒရစ်ကကျင်ညာပြီးပါလိမ့်မယ်ဟုတ်အဲ့တော့ကျွန်တော်စီမာစီဖိုင်နယ်တက်မဲ့ပစောက်ကတော့ရှင်ရပြီပါနော်ဒါပေမဲ့ဘယ်လိုဖြစ်ဟိုဒီနှစ်ယောက်ထဲကကျွန်တော်အခုရွေးချယ်တဲ့တယောက်ကတော့စီမီဖိုင်နယ်ကိုတက်မယ်နောက်ထပ်တယောက်ကတော့ကြံခဲ့မယ်ပေါ့ဆိုတော့အဲ့ကြံခဲ့တဲ့တယောက်ကိုလည်းဒါကျွန်တော်အဲ၃ယောက်ထဲမှာအဲတစ်ချက်သူနောက်ထပ်တရောင်းမှလည်းကျွန်တော်မြင်ကျင်သေးတယ်ဆိုတော့ကြံကြံခဲ့မဲ့သူပေါ့နော်ဆိုတော့ဆွေးဖိုင်နယ်ကိုတက်ဆန်းသွားမဲ့သူကိုကျွန်တော်ကြင်ညာပေးပါမယ်ဗျာ ဒါရင်အားလုံးရဲ့ကိုစားကိုကျွန်တော်ကြားခဲ့မှာကြင်ညာပေးပါမယ် Memorable Moments Grand Royal Signature ဆီမီဖိုင်နယ်တက်ရောက်သွားတာတော့ Ash ပဲဖြစ်ပါတယ်ဗျနောက်တစ်ဆင့်ဆီမီဖိုင်နယ်ကိုတက်လှမ်းသွားတဲ့ Ash အတွက်ဂုဏ်ယူပါတယ်ခင်ဗျာကျွန်တော်တို့နောက်တစ်ဆင့်အတွက်ရွေးချယ်ခြင်းမခံရတဲ့ပြိုင်ပွဲဝင်ရတော့ကျွန်တော်တို့ဓာတ်တွေအားလုံးအပြီးမှာ နောက်ထပ်10မိနစ်စာကိုထပ်မံရှင်ပြန်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီ10မိနစ်10မိနစ်ကကျွန်တော်တော့ chance ရှိသေးရပါတော့အဲချိန်မှာဒီ10မိနစ်စာကိုကျွန်တော်ဟိုပေါ့အဲ chance ကိုလက်လွတ်လို့တော့မဖြစ်ဘူးပေါ့အဲရွေးမခံတာတောက်လျှောက်ရွေးခံလာပြီးတော့နာမည်တော်ထိတ်ဆုံးကခေါ်ခံပြီးတော့အခုရွေးမခံတာတော့စိတ်ထဲမှာအဆင်မပြေဘူးပေါ့ကျွန်တော်ပြိုင်လာတော့ round 9မှာပေါ့ အဲတောက်လျှောက်ရွေးခံလာပြီးဒီဘောင်းမှာဟိုကိုနည်းနည်းလိုအပ်ချက်လေးရှိသွားပြီးတော့အရင်ခံတာစိတ်ထဲတော့အဆင်ပြေပေါ့ဒါပေမဲ့ဒီ7 minute တော့7 minute chance chance skip တကူပါကျွန်တော်ဟိုဟောပေါ့ကျွန်တော်တော့လက်လျှောက်လို့တော့မဖြစ်ဘူးပေါ့နော်အဲ7 minute chance ကိုတော့ကျွန်တော်အကောင်းဆုံးရှင်းပြရအောင်ပြန်ပြီးတော့အဓိကကျွန်တော်အဲ့ဒီဟောပေါ့ ဒီတချင်းဒီ player ထည့်တဲ့အချိန်မှာဖြစ်ကျင်တော့ဒီနှလုံးနဲ့နှလုံးထဲမှာပတ်ပြီးတော့ထည့်မိသွားတာပေါ့အဓိကကျွန်တော်ကဒီလေးလုံးလုံးအဲ့လိုပေါ့ပတ်ပြီးတော့တောက်ချောက်ဖွင့်ရမယ်ဆိုတချင်းနေတောက်လေးလုံးလုံးပတ်ပြီးတော့ထည့်ပြီးတော့ဖွင့်မယ်ဆိုရင်တော့ဟို result တော့ပြောင်းသွားနိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီပြင်ပန်းထားတာတွေပါတဲ့အကြောင်း ဖွင့်ဖွင့်တဲ့တပြေးပြေးအစားကတော့လေးလုံးတုံးခဲ့ပါလေးလုံးတုံးရင်တုံးတုံးနဲ့ပြီးတော့တပြေးပြေးနဲ့ချိန်လေးကြည့်လိုက်တော့ချိန်ုံတစ်ချက်ကြည့်ပဲကျွန်တော်စက်တင်နဲ့စက်တင်နဲ့မလောက်တော့ဘူးဒီတချင်းတွေကများပြီးတော့အချိန်ကနည်းနေတော့အမှကျွန်တော်လည်းတချင်းတွေအပုတ်တွေကြော်ကြော်ထဲတာနဲ့ကြော်ကြော်ထဲပြီးတော့ဒီ free style ပုံစံဖွင့်တာဆိုတော့အမှတော့ပြီးတော့နှလုံးထဲမှာပတ်ပြီးတော့တချင်းကတော့ထည့်မိပါအဲအဲ့တခုနဲ့ထိပါတော့ဘာလဲမှန်တာပါကျွန်တော်ဒီက ကျွန်တော်ညီကိုပဲဒါမဲ့ဟိုလောက်ခဲလောက်ခဲတက်တန်းနေတယ်အတူတူနှီးပါတော့ကြာခဲ့ရဆိုတော့တကယ်ညီကိုပဲညီကိုလိုပဲသာပေါ့ congratulations ကျွန်တော်ကတော့ OG ကစူးစစ်ချပြစ်စင်လာရပေါ့ဒါပဲအဲကျွန်တော်ပြိုက်ပဲငါ experience ငါရငါဟိုဒီပြိုင်ပွဲတော့ကြိုတင်ပြင်ဆင်ခဲ့ရတယ်နဲ့ share လို့ရှိရင်တော့ဒီပွဲပွဲပါဖြစ်မယ်တကယ်ပဲ ို့မဟုတ်ကျွန်တော်စိတ်နေလို့ရအောင်သိမကတ်ချင်ဘူးပေါ့နော်အများကြီးအုံတော့ဒီအလုပ်အရင်ပေးရတယ်အများကြီးလဲကျွန်တော်ထင်တယ်ကျွန်တော်ပလန်နဲ့ရှောက်ပါတယ်ကျွန်တော်ဒီရက်ပိုင်းစီအလုပ်အများဆုံးလုပ်ခဲ့တဲ့အချိန်ပဲလို့သတ်မှတ်ရတယ်အရင်ကကျွန်တော်ဒီဟိုဒါပေမဲ့လည်းကျွန်တော်စိတ်တကြွားလာဆွဲရှိလိုက်တယ်မရှိပဲနဲ့ကျွန်တော်ကိုယ့်အကူအရင်ကိုပြင်မခန့်ကိုယ့်အကူမညာမတခိုင်ပြီးတော့အခုချိန်ဒီကိုကျွန်တော်ဆက်ရှောက်နေတော့ပါတယ်ဟိုချေကတော်ုံနဲ့တော့လွယ်မဲ့တော်ဝမ်းမဟုတ်လို့ကျွန်တော်ကြိုပြီးတော့ပြောပြချင်ပါတယ်နောက်စီးစင်နေမှာရှိလို့ရှိရလေပြချင်တဲ့ငွေရှိလို့ရှိရ ပြန်ဝင်စားပြန်ကင်းတဲ့ file တွေရောက်လို့ရှိရင်ခြားပြချင်တဲ့ skill ကိုရှိပါတယ်ဒါပေမဲ့အဲ့ဒါကိုဘယ်လိုအရှိ round တွေမှာတည်ရရှိကြုံလို့ဆိုကျွန်တော်မပြသေးဘူးလို့စဉ်းစားဟာ skill ကိုရှိလို့အဲ့ဒါကိုကျွန်တော် file တွေရောက်တော့ကျွန်တော်ပြခြားပြပါမယ်ဒီ tag မှာကျွန်တော်ဘယ်လိုကြောင်းမှာအဲ့ဟာကိုမပြပဲဥသားပဲလို့စဉ်းစားတာဆိုတော့နောက်လာမယ့်အပိုင်းမှာပထမဆင်မှာရွေးချယ်ခြင်းမခံခဲ့ရတဲ့ပြိုင်မိုးဝင်3ဦးရဲ့ရှင်ပြိုင်မှုကိုကျွန်တော်ကြည့်ရှုရမှာဖြစ်ပြီးဒီ3ဦးရဲ့ကတအူးကတော့ semi final အဆင့်ကိုဆက်လက်ရှင်ပြိုင်ခွင့်ရရှိသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ ဒါကတော့ကျွန်တော်တို့ရဲ့ OJ Championship DJ ပြိုင်ပွဲကြီးပါပဲခင်ဗျာ